ြောနေမြေလိုက်ကသတင်းနေပေါ့နော်အဲအဲဥစားနဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြချင်ပါတယ်အဲကြောပထမဆုံးကရင်ပေါ့ကရင်ကတော့ဒါကရင်ပြည်နယ်မှာဒါအခုလက်တလုံးမှာကိုပဲပေါ့နော်တခြားနေရာတွေမှာဆိုတာတော့ဒါမာမင်းညောင်သုံးဘွဲ့ဒီအပြစ်ခက်ရဲဆဲဖို့ဒါတဒန်တိုးပြီးရဲ့ချိန်မှာအဲငြိမ်နေတဲ့အပိုင်းလေးတွေရှိတာပေါ့ဒါမဲ့လည်းမြေပြင်မှာတော့ဒါအဲချို့နေရာတွေမှာတိုက်ပွဲတွေပြင်းထန်နေရတော့ရှိတယ်ဒါမဲ့အဲအခုလိုမျိုးတခြားနေရာတွေမှာဒါကျွန်တော်တော်လိုင်းရဲ့အရွေးအတွက်ပေါ့နော်အဲစူးစမ်းဖို့အားယူနေတဲ့ချိန်မှာ ဒီအခုကင်းပြင်းနေမှာတော့ဒါတဝုံးတကြီးကြီးနဲ့တိုက်ပွဲတွေပြင်းထန်ပြီးတော့နေရှင်ပါเนาะကျွန်တော်တို့ဒီပြည်သူတွေဆိုရင်အာဒီနေ့စကန်တစ်ခုအဲနောက်နေ့စကန်တစ်ခုအခုဆိုရင်အကုန်လုံးအတွက်နေကြတယ်ဒါပြီးရင်ဘယ်စကန်အဲအဲ့လိုတောင်တွက်နေရတဲ့အဆင့်တွေထိဖြစ်သွားပြီပေါ့เนาะဘယ်လိုပဲဖြစ်အခုလိုမျိုးကြီးဒါမြန်မြန်ဆန်ဆန်ဝိုင်းပြီးတော့ဒါတီးခတ်နေကြတာပေါ့เนาะအဲ့တော့ဒါတောင်ပိုင်းမှာလည်းတကယ်အားရစရာလေးကောင်းတယ်အဲ့ထက်မှဒါကျွန်တော်ဒေါ်လိုင်းတက်ဖွဲ့နေစကားပြောပြတဲ့အခါပေါ့เนาะဒီအောင်စရာနဲ့ပတ်သက်လို့ထူးခြားရလေးတွားတွေ့ရ အဲ့ဒါတော့အောင်စီရကအောင်စီရနဲ့ပြန်တိုက်ခတ်နေရပြီအဲအဲ့လောက်စားလဲတကယ်ဟိုအခုတပ်ဖွဲ့ဝင်နဲ့ပြောပြမှာပေါ့နော်ပြီးတော့ဒီဒီအကြောင်းကိုလည်းကျွန်တော်တပ်ဖွဲ့ဝင်တွေနဲ့အင်တာဗျူးပုံစံလုပ်ပေးဖို့ရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီအောင်စီရကနေပြီးတော့အကြောင်းမျိုးမျိုးနဲ့ပေါ့နော်ဒီဘက်ရောက်လာတဲ့ဒီတော်လိုင်းတပ်ဖွဲ့တွေဘက်ရောက်လာတဲ့သူတွေရှိတယ်လက်နက်ချားတဲ့သူတွေရှိတယ်လင်းဝင်တဲ့သူတွေရှိတယ်ဖမ်းမိတဲ့စစ်တုံးမန်းတွေလည်းရှိတယ်ပေါ့နော်အဲ့ထဲကနေမှဒီသူတို့တွေကတချို့ကဆန္ဒပြင်းပြစစ်ကောင်စီကိုပြန်တိုက်ဖို့အတွက်ဆန္ဒပြင်းပြ အဆန်အဲ့လိုမျိုးဆန္ဒပြင်းပြတဲ့သူတွေကိုတင်တန်းပြန်ပေးပြီးတော့အခုဆိုရင်အဲ့ဒီတင်တန်းပေးခံရတဲ့သူတွေကဒါတတော်များများကပေါ့နော်စစ်ကောင်စီကိုပြန်တိုက်နေပြီဆိုပြီးတော့ဒါကျွန်တော်တို့သိရဟာအောင်စရာကအောင်စရာကိုပြန်တိုက်နေတဲ့အဆင်ဖြစ်နေပြီနော်အဲ့ကြတော့ဒီဘက်ကတပ်ဖွဲ့တွေကပြောင်းလဲတစ်ခုအနေနဲ့လှုပ်လိုက်နိုင်တဲ့အကြောင်းကိုပြောအောင်ဘာဖြစ်လို့လဲဆိုတော့ဒါရန်သူလေရန်သူကနေမှကိုယ့်ဘက်ကိုရောက်လာတယ်တော်ရုံစိတ်နဲ့တော့ဒီဘက်ကအဖွဲ့အင်းနဲ့ပူးပေါင်းမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ချို့ကဖမ်းခံရတာချို့ကတုံမန်းလေ အဲ့လိုမျိုးပေါ့အချို့ကကြတော့ဟိုဘက်မှာနေလို့အချိန်မပြေတော့ဒီဘက်ကိုထွက်ပြေးကြတာဟိုပူပေါင်းနေပဲထားပါတော့လင်းဝင်တာပေါ့နော်အဲ့ကြအဲ့လိုမျိုးအဖွဲ့တွေကစစ်ကောင်စီကိုပြန်တိုက်ဖို့ဆိုတာဒါတကယ်ပြတ်တွက်ကြည့်ရင်တော့မဖြစ်နိုင်ဘူးပေါ့နော်ဒါပေမဲ့အခုတကယ်ဖြစ်နေပြီအဲ့ထဲမှာဒါတပ်ဖွဲ့တွေကဘယ်လိုလဲဆိုတော့ဒီဒီအဲရောက်လာတဲ့သူတွေတွေရပါနော်ပြန်တိုက်မယ်ဆိုရင်ဆန္ဒပြတဲ့သူတွေရှိတယ်အဲ့အဲ့လူတွေကအခုပြန်တိုက်ကြတယ်ပြန်တိုက်တဲ့အချိန်မှာအချို့ကကြတော့လဲဆန္ဒမပြဘူးမတိုက်ချင်ဘူးပေါ့အဲ့လူတွေလည်းထား အဲ့လူတွေတော့တက်တက်ပါနော်ဒါပေမဲ့ပြန်တိုက်နေတဲ့အဖွဲ့တွေကမတိုက်ရှင်ဘူးဆိုတဲ့အဖွဲ့တွေနဲ့တွေ့တဲ့အခါမှာဘာပြောလဲဆိုတော့အဲ့ရငါတို့က PDF ဖြစ်သွားပြီအဲမင်းတို့ကငါတို့တူတော့ဘူးပေါ့အဲ့လိုပုံစံမျိုးတွေကစပြန်ပြောနေကြတာပေါ့နော်ပြီးတော့ချိုးဖွဲ့ဆိုရင်လည်းအရန်အားကိုးရတယ်တဲ့အဲတကယ်ကိုပေါ့နော်တကြက်ကြီးအစ်စ်နေရအစပေါ့နော်အဲစစ်ကောင်စီကိုပြန်ပြီးတော့ဖြုတ်နေတဲ့အပိုင်းတွေမှာတကယ်ကိုစိတ်ချရတဲ့အစ်စ်နေတောင်ဖြစ်နေပြီဆိုပြီးတော့သိရတာပေါ့နော်ဖားအရရမိုက်တယ်ရန်သူကိုပေါ့နော်ရန်သူကိုသူ့ရိုးနဲ့သူ့ပြန်ထိုးတယ်ဆိုလူအင်အားတွေပါပါလာပြီလက်နဲ့တကယ်ရနေတယ်မဟုတ်တော့ အဒါတော်တော်ကိုအဲကောင်းမွန်တဲ့သတင်းတစ်ခုဖြစ်တယ်အထူးခြားတဲ့ဖြစ်စဉ်တစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒါလည်းဝင်မြခြင်းနဲ့နောက်တစ်ခုကတော့ကချင်ပေါ့နော် ကချင်မှာတော့ကျွန်တော်ဒါပမော်ဆာက27မှာဒယန်ရလူနာတွေများလို့ပေါ့နော်တနေရာနဲ့တနေရာရွှေ့ဖို့ပြုတ်ဖို့ဒယန်ရတဲ့ကောင်တွေကိုအဲသူတို့စေကူတာလို့ရတဲ့နေရာမျိုးတွေကိုရွှေ့ဖို့အတွက်ကိုအခက်အခဲဖြစ်နေလို့သူအရသာကားတွေလိုက်ငားနေရတယ်စစ်စေကောင်စီဖြစ်ပြနေရနော်အာရသိန်းထားတာသူတို့နော်အဲ့ဒါအောင်ပါပဲဒေါ်လာရင်းတက်ဖွဲ့တွေကိုကြောက်လန့်ပြီးတော့ဒီလမ်းဘဝနေသွားဖို့အတွက်ကိုအာ တကယ်ခုနလိုပေါ့နော်စစ်ကားကိုမတုံးရဲတော့ဘဲနဲ့အရက်သားကားကိုလိုက်ငားနေရတာရှိတယ်ဒါလည်းမဘူပါနဲ့ပေါ့နော်ဒလိုင်းတက်ဖွဲ့တွေကလည်းဒီဥစ္စာနဲ့ပတ်သက်လို့ကြိုတင်ပြင်ဆင်ထားမှသိကြတယ်ဒါပေမဲ့အခုကဒီဒီဟာလေးကြီးလည်းသိစေချင်တယ်ပေါ့နော်အဲအဓိကတော့စစ်ကောင်စီဘယ်လောက်ထိဖျို့ဖျဲဖြစ်နေပြီလဲစစ်ကောင်စီဘယ်လောက်ထိကြောက်လန့်နေပြီလဲဆိုတဲ့အကြောင်းကိုသိအောင်လို့အခုလိုမျိုးလေးဒါကျွန်တော်သိရတာကိုပြန်ပြီးတော့ရှင်းပြပြတာပေါ့နော်အဲဒါတော့မှပဲသူကတချို့နေရာတွေမှာစစ်ကြောင်းထိုးဖို့အတွက်ပြန်ပြီးပြင်ဆင်နေရတယ်ရှိတယ်ပေါ့နော်လုံခဲ့ပက်တွေပါဒီမှာဆိုလဲဒါထူးခြားတာတွေရှိလာသေးတယ် ဲ့တော့အဲဥစ္စာတွေနဲ့ပတ်သက်လို့ပြောပြလို့ရတဲ့အချိန်ကြရင်လည်းကျွန်တော်ပြန်ပြီးမျှဝေမှာပေါ့နော်ဒါကတော့ကရှင်ပြည်နယ်ဘက်ကနောက်တစ်ခုကတော့ဒါ GNI ပြည်ပေါ့နော်အဲဒါ GNI မှာတော့ဒါစကားစစကန်တွေကိုပေါ့နော်စကားစစကန်တွေကိုစနိုက်ပါနဲ့သွားပြင်းတာဒါဗီဒီယိုလည်းတွေ့ပြီးထင်တယ်ပေါ့နော်စကားစနိုက်ပါနဲ့သွားပြင်းတဲ့အချိန်မှာ2လအတွင်းမှာ16ရောက်16ရောက်ရှော့နိုင်တယ်ပေါ့နော်အဲ16ရောက်ဆိုရင်ချို့ကပြောသေးရဟာအဲ့ဒါနဲတာပေါ့ဗောနော်အဲဒါဒီလောက်ရေအတွက်ကဒါနဲသေးတယ်ဗောနော်မဟုတ်ဘူးနဲနဲဆိုတာဒါမရရအောင်လိုက်ရှော့နေရတာဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေအထဲထဲအပြင်မထွက်တော့ဘူး အဲ့ဒါထွက်လာတဲ့အချိန်ကိုစောင့်ပြီးတော့ဆော်လာတော့မှဒီလောက်အရေးအတွက်ရတာအဲအဲ့ဒါကြတော့ဒါများတယ်လို့ပြောရမှာမရရအောင်ဒီကောင်နေပုံရှိုးွယ်ရှိုးနေနေတဲ့ဂျာတွေကမှတက်ဖွဲ့တွေကမရရအောင်လိုက်ပြစ်တယ်အဲ့ဒါကြတာလေဒါခွန်အားတစ်ခုဖြစ်စေတာပေါ့နော်ဒီကောင်နေဘလို့မှကိုနေလို့ထိုင်လို့မရတော့ဘူးဆိုတော့ကြောက်စိတ်တွေဝင်နေတော့ပြီးတော့ဒီရှင်းမှလည်းဒါဘောလကဲယင်နီပေါ့ဒါကာကင်းကုန်းပေါ့နော်ဒီဥစ္စာကိုလည်းတိုက်ခိုက်သိမ်းမဲ့နိုင်ခဲ့တာရှိတယ်အဲ့လိုတိုက်ခိုက်သိမ်းမဲ့နိုင်တဲ့အချိန်မှာအဲဆကဆအလောင်း20 20တက်အထက်ပဲရှိမှာပေါ့နော် ဘာလို့လဲဆိုတော့ဝေးကနေလှမ်းပြီးရရေတဲ့အချိန်မှာပဲတဲ့ဒါ20ကျော်လောက်ပြီးနေတယ်ပေါ့အဲတမရှူတော့ဘူးပေါ့အဲအဲ့လိုနေတာရှိတယ်အဲပြီးတော့ဒါကာကင်းစကန်ကိုတိုက်တဲ့အချိန်မှာတို့ဒီတိန်းစီရမီရဲ့လက်နက်ခဲကနေဆိုလဲ15လက်16လက်လောက်ရတယ်ပေါ့နော်စစ်ကောင်စီဘက်ကလေကြောင်းပစ်ကူအာပစ်ကူပေးတဲ့အချိန်မှာပေါ့နော်ဒါတိုက်ပွဲဆုံးသက်ခဲ့တာလည်းရှိတယ်ဒါပေမဲ့အောင်မြင်မှုနဲ့ဆုံးသက်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့အခုဆိုရင်ဒါ ဒီဘောလခဲဘက်မှာဆိုလေအရန်စစ်ကောင်စီအတွက်အရန်အခြေအနေဆိုးနေတာဖြစ်တော့ဘူးเนาะသူက flu zone မှာရှိတဲ့ဒါစားက2ရက်လောက်အခန့်တက်တယ်ဖြစ်တဲ့သူကခမရ429အဲ430ပြီးရင်ခလာရ330အဲ့ဒီကနေမှသူကစူပေါင်းဆက်ပေါင်းစစ်ကြောင်း3ကြောင်းသူတို့ဖွဲ့စည်းထားတယ်အဲ့စစ်ကြောင်း3ကြောင်းနဲ့အတူတူသူကဒီဘောလခဲကိုပြန်ပြီးတော့ဗောနော်စစ်ကြောင်းထိုးမယ်ဆိုပြီးတော့စီစဉ်နေရတယ်ရှိတယ်သူတို့စီမှာရိတ်ခါတပတ်စာပါလိမ့်မယ်ဗောနော်အဲ့လိုပုံစံမျိုးတွေနဲ့စစ်ကြောင်းထိုးဖို့အတွက်ကိုညွှန်ကြားတာရှိတယ်ဆိုတော့ အဲဒီဥစ္စာကလည်းကင်းနေပြည်နယ်မှာသူတို့တွေဘယ်လောက်ထိဖွဲ့စည်းပုံတွေပြတ်နေပြီလဲဆိုတာကိုလည်းဘယ်နှပြောလိုက်ပြောလိုက်သူတို့အနေနဲ့ဖွဲ့စည်းပုံပြတ်နေတာရှိပဲပေါ့နော်အခုကစုပေါင်းဆက်ပေါင်းဟိုမှာလည်းလာပြန်ပြီပါစာ30လောက်ပါစာဟိုစစ်ကောင်စီတသား30လောက်ပေါ့နော်ဟိုနေရာမှာလည်းကြည့်လိုက်ပါစာကအယောက်80လောက်စစ်ကောင်စီတသားကအယောက်20လောက်ဒီလိုပြောပုံစံမျိုးတွေနဲ့သွားနေတာပေါ့နော်အဲ့တော့သူတို့တွေကတော်တော်ကိုအခြေအနေဆိုတဲ့အနေထားမှာရောက်ရှိနေပြီပြီးတော့ဒီကင်းမီနီပြည်နယ်ကဒါချို့နေရာတွေဆိုရင်နေပြည်တော်နဲ့ဘယ်လောက်ထိနေသလဲဆိုတာကိုပြေပုံမှာကြည့်ရင်သိနိုင်တယ်ပေါ့နော်အားကြောင့်မလို့ ဒါနေပြည်တော်မှာရှိတဲ့ဘဘကြီးတို့လည်းကောင်းကျင်းနေလောက်ပြီပေါ့နော်နောက်တစ်ခုကတော့အညာပေါ့ညာကလည်းထူးဆန်းတယ်ညာထူးဆန်းတယ်ကြောက်တာမြင်းကြံပါပေါ့နော်မြင်းကြံပါ PDF တွေဒါ gate လောက်တဲ့နေရာပေါ့နော်အဲ့နေရာကိုတိုက်ဖို့ဆိုပြီးတော့ဝင်စည်းဖို့ဆိုပြီးတော့လာတဲ့စစ်ကောင်စီသူတို့ကလာတာနော်သူတို့ကလာလာသူတို့ကလာပြီးတော့ဝင်စည်းဖို့လောက်တဲ့အချိန်မှာတလိုင်းတပ်ဖွဲ့တွေကကျုံးတာသူတို့ဘက်ကရောင်းနေစေသေးပါဒါဒါရစားရတယ်လေဗျာသူတို့တိုက်ဖို့လာတာတိုက်ဖို့လာတဲ့ကောင်အရင်ဆုံးတည်နေတာ သူတို့ရဲ့ရေရှင်းတွေကဘလို့မှကိုအဆင်မပြေနိုင်တော့အထက်ကနေခိုင်းလို့ဒါသူတို့အနေနဲ့မဖြစ်မနေလုံနေရဆိုတဲ့စိတ်ပဲရှိတော့လေဒီနေရာကိုသွားဆိုရင်သွားလိုက်မယ်လုံဆိုရင်လုံလိုက်မယ်ပြီးပြီမပြီးပြီသူတို့အနေနဲ့စိတ်ဝင်စားတော့ဘူးသူတို့မှခံယူချက်တွေမရှိတော့ဘူးငါတို့ဒါတွေဘာကြောင့်လုံနေရတယ်ဆိုတဲ့အတွေးခေါ်တွေသူတို့မှမရှိဘူးသူတို့လုံနေတဲ့အလုပ်တွေကအတိတ်ပဲရှိရလားဆိုတဲ့ဟာထိလဲသူတို့မတွေးနိုင်တော့ဘူးအဲကြအာနာရှင်အတွက်ကိုအလကားတက်တက်အသက်ပေးနေရတာဟုတ်လားဒါကျွန်တော်တို့တွေက စိတ်မကောင်းတော့ဖြစ်တာပေါ့နော်သူတို့မှလည်းမိသားစုတွေရှိတာ ਉਹ အဲ့ကြနည်းနည်းလေးတဆင့်တက်ပြီးတော့အော်ငါတို့လုံနေတဲ့လုံရက်တည်းကမှန်ရဲ့လားငါတို့အာနာရှင်အတွက်အသက်ပေးနေတာဟုတ်သေးရဲ့လားငါတို့မိသားစုတွေကငါတို့ဒုက္ခရောက်ွားရင်ဘယ်လိုလုပ်မလဲဆိုတော့အတွေးလေးတွေပြန်တွေးပြီးတော့အာရုံထွက်နိုင်ဖို့လိုတယ်ပေါ့နော်အဲ့ကြတော့ဘယ်လိုပဲဖြစ်ဖြစ်တက်ဖွဲ့တွေကဘယ်နေရာမှာဖြစ်ဖြစ်ဒါတော်လိုင်းတက်ဖွဲ့တွေကလက်တံပြောင်းနေတယ်ပေါ့နော်တိုက်ဖို့လာတဲ့ကောင်းတော့မှပြန်ပြီးတော့အကျိုးနေသွားတယ်ဆိုတော့အရန်အာရုံကောင်းတယ်အဲ့တိုက်ပွဲကလည်းဒါတက်ဖွဲ့တွေစုပေါင်းပြီးတော့ပြန်ပြီးတိုက်တာပေါ့နော်အဓိကတော့ ဓာတ်ပေါင်းစုပုံစံမျိုးနဲ့လုံနိုင်နေတဲ့နေရာတွေကတော်တော်လေးများလာပြီလို့ပြောရမယ်။အဲ့ဒါကလည်းဒါတော်လိုင်းဘက်ကနေကြည့်မယ်ဆိုရင်အပေါင်းလက္ခဏာဆောင်းတယ်ပေါ့နော်။ဒီလိုမျိုးအခြေအနေမျိုးကိုအားလုံးကမျှော်လင့်ခဲ့ကြတာ哦။ပြီးတော့ကျတော့အညာကအဖွဲတွေကအဲနိုင်ပေါင်းများစွာကြာတဲ့တိုက်ပွဲတွေကိုပါဆင်နွှဲလာနေရသလိုရပ်ပေါင်းများစွာကြာတဲ့တိုက်ပွဲကြီးတွေလည်းဖန်တီးနေကြတာရှိတယ်ပေါ့နော်။အဲ့တော့သူတို့မှလိုအပ်ချက်တွေအများကြီးရှိတယ်။အညာအဖွဲဆိုရင်အသိရတိုင်းပဲ။ ဟိုကြီးကားကြီးကားအုပ်ထုပ်တွေတော့မရှိဘူးတချို့လည်းမဝတ်ချင်တာလည်းပါတာပေါ့နော်အဲကြအချို့ဘက်ဆိုရင်ဘယ်လောက်ထိဒါ तू ကရေးစရာကောင်းလဲဆိုတော့ဒီဖနက်တွေ point ဖနက်တွေပေးတယ်ပေါ့နော်အာဒါတွေကပါကိုပါရမယ်မင်းတို့စီးကိုစီးရမယ်မစီးဘူးဆိုရင်မင်းတို့ကိုအချုပ်ချမယ်ဘာညာအဲအဲကြ तू ကစီးကြစီးပြီးရင်တိုက်ပွဲတွေရောက်ရင်ဖနက်တွေကိုလွှတ်ပြစ်ကြတယ်ဖချေပြောင်းနေပဲဂျုံကြတယ်ပေါ့နော်အဲဆိုပြန်လာပြီဆိုဖနက်တွေကပြန်ဝယ်ပေးရပြန်ပြီပေါ့အဖွဲတွေကဒီကောင်းဆောင်တွေကပြန်ဝယ်ပေးရပြန်နောက်ကြမကန်နိုင်တော့ဘူးအဲ့တော့မင်းတို့ပြန်ပါမလာဘူးဆိုရင်လည်းမင်းတို့အချုပ်ချမယ်အဲ့လိုပြောရတယ် ြောတဲ့ချိန်မှာဒါတက်ဖွဲ့ဝင်တွေကဘာလုပ်လဲဆိုတော့တိုက်ပွဲတဲ့တော့ဖနက်တွေစီးသွားတယ်တိုက်ပွဲတိုက်တော့မယ်လဲဆိုတော့ဖနက်နှစ်ယောက်တရံနဲ့တရံဒါကျိုးတွေချီလိုက်ပြီးလေဘေးမှာဆွဲထားတယ်ဖနက်တော့မစီးဘူးလုံးဝဒါဖနက်လည်းပြန်ပါအောင်လုပ်မယ်ဆိုပြီးอ่ะအဲ့လိုပုံစံမျိုးနဲ့တိုက်တဲ့ဖွဲ့တွေလည်းရှိတယ်ပေါ့နော်ဒါဖြစ်ဖြစ်သူတို့စီမှာတကယ်တမ်းပြောရင်ဒီကျွန်တော် IAO တွေလိုမျိုးဒါ IAO တွေနဲ့ချိတ်ဆက်နေတဲ့တပ်ဖွဲ့တွေလိုမျိုးတို့မှာပြည်စုံနေဆိုတာသိရှားတယ်ပေါ့နော်ပြည်စုံမှုဆိုတာသိမရှိကြဘူးအဲ့တော့ ជីកាអុធរីជីកាတွေကလည်းတကယ်ပြောရင်စစ်မြေပြင်မှာတကယ်လိုအပ်တယ်လက်နက်ခဲယမ်းနေဆိုလဲလိုအပ်တယ်သူကတကယ်အဓိကတိုက်ပွဲဝင်ရတဲ့လက်နက်နဲ့ခဲယမ်းကိုဦးစားပေးတာဖြစ်တဲ့အတွက်အချို့အပိုင်းတွေမှာအဲစွန့်စွန့်စားစားကြီးတိုက်နေရပါဘောเนาะအဲဟာတွေကိုလည်းဒါကျွန်တော်ပြည်သူတွေကဖြည့်ဆည်းပေးစီခြင်းတယ်ဘောเนาะပြီးတော့အဲတိုက်ပွဲဆိုရင်သူတို့ကဒါတဏီကုံနီးပါးကြာတဲ့တိုက်ပွဲတစ်ခုဖြစ်သွားတယ်အဲအဲလိုဖြစ်သွားတာတော့မှပဲသူကဒီစစ်ကောင်စီဘက်ကကားသုံးစီးနဲ့လာတဲ့ချိန်ကျမှဒီတိုက်ပွဲပြီးသွားတယ်အဲစစ်ကောင်စီဘက်က မြေပြင်မှာဘယ်နေရာမှကိုအချိန်ကြီးကောင်းတဲ့နေရာမရှိတော့ဘူးအတက်ဖွဲ့တွေကလည်းဘယ်နေရာမှကြိလိုက်ကြိလိုက်ကိုစိတ်တကြရသူတယောက်မှမရှိဘူးအကုန်လုံးကတက်ကြွပြီးတော့ကျုံးမယ်ဆိုတာကြီးပဲဘာလို့လဲဆိုတော့ငါတို့နိုင်နေငါတို့ဘလို့လှုပ်လှုပ်နိုင်နေဆိုတဲ့ဟာကြီးကိုသိနေပြီငါတို့မှလက်နက်တွေခဲရနေတာပြေဆုံးကြည့်ငါတို့အကုန်လှုပ်လို့ရတယ်မင်းတို့စစ်ကောင်စီဆိုတာဘာမှမဟုတ်ဘူးဆိုတဲ့ဟာကြီးကိုမြေပြင်ကတက်ဖွဲ့တွေအကုန်လုံးကသိသွားတယ်အဒီအခုဒါတိုက်ပွဲဝင်နေကြတဲ့လူငယ်တွေအားလုံးကဆရာတက်ကြွရတဲ့လူတွေကြီးပဲပြီးတော့ဓာကြီးမြန်မြန်ပြီးမှရမယ်ဓာကြီးပြီးရင်ငါတို့အိမ်ပြန်ကြမယ်ဆိုတဲ့လူငယ်တွေကအများကြီးပဲပေါ့ ဲ့တော့ဒီဒီလူငယ်တွေဒီသူရဲကောင်းတွေမြ мян အိမ်ပြန်နိုင်ဖို့အတွက်ကိုကျွန်တော်တို့ဒါပြည်သူတွေကလည်းဒါပြည်တွင်းမှာရောပြည်ပမှာရှိတဲ့ပြည်သူတွေကလည်းဝိုင်းပြီးတော့ကုညီကြစေခြင်းနဲ့ဒါမှသာပေါ့နော်ဒါပြည်သူရောတော်လိုင်းတပ်ဖွဲ့တွေရောလက်ထဲညီညီနဲ့တွားတဲ့ခါကြမှာဒါစစ်ကောင်စီအမြန်ဆုံးပြုတ်ကြပြီးတော့ကျွန်တော်နိုင်ငံလွတ်လွတ်လပ်လပ်နေနိုင်မဲ့အခြေအနေကိုရောက်နိုင်မယ်လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်